မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကသူဟာမော်စကိုကိုသွားရောက်တဲ့ခရီးစဉ်အတွင်းမလေးရှားလေကြောင်းလိုင်း MH17 ပြစ်ချခံရမှုနဲ့ပတ်သက်ပြီးရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ဆွေးနွေးခဲ့တယ်လို့ပြောပါရယ်ဒီလိုရင်ပြစ်ချခံရမှုအတွက်ရုရှားမှာတာဝန်ရှိကြောင်းကုလသမဂ္ဂကထုတ်ပြန်ခဲ့ပြီးတဲ့နောက်ရပ်ပိုင်းအကြမ်းမှာအန်ဝါကပူတင်နဲ့ဆွေးနွေးခဲ့တာဖြစ်ပါရယ်မလေးရှားပြည်သူတွေအထူးသဖြင့်နင်နာသူတွေရဲ့မိသားစုဝင်တွေရဲ့ကိုစား ကျွန်တော်ဟာသမရပူတင်နဲ့ဒီအကြောင်းအရာကိုဆွေးနွေးဖို့အခွင့်အရေးကိုအရယူခဲ့ပါတယ်လို့အန်ဝါကမေဆယ်လီရက်မှာပြောပါတယ်။ မကြသေးမီကကုလသမဂ္ဂလေကြောင်းကောင်စီရဲ့လေးလာတွေးရှိချက်တွေနဲ့ပတ်သက်ပြီးအခြေအနေတွေအပေါ်မှတ်ချက်ပေးဖို့လဲအန်ဝါကိုမီဒီယာတွေကတောင်းဆိုခဲ့ပါတယ်။ရုရှားလှူလာတဲ့ခွဲထွက်ဝါဒီတွေနဲ့ယူကရိန်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့2014ခုနှစ်ကယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ MH17 လေယာဉ်ပစ်ချခံရမှုအတွက်ရုရှားမှတောင်းဝင်ရှိကြောင်းနိုင်ငံတကာလေကြောင်းအဖွဲ့အစည်းကောင်စီ ICAO ကအခုသတင်းပတ်အတွင်းလေးလာတွေးရှိခဲ့ပါတယ်။ရုရှားအစိုးရကတော့ခီးသည်တွေနဲ့ လင်းရင်အမှုရန်စုစုပေါင်း298ဦးသေဆုံးခဲ့တဲ့ MA17 လင်းရင်ပြတ်ကျောက်မှုနဲ့ပတ်သက်ပြီး ICAO ရဲ့လ ీల တွေ့ရှိချက်တွေကိုညှင်းဆိုခဲ့ပြီး၎င်းတို့ရဲ့လ ీల မှုမှာဗန်လိုက်မှုရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အန်ဝါကသူဟာဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ယူမှုတာဝန်ခံမှုရရှိစေရဲ့အတွက်ဆက်လက်လှုံ့ဆော်သွားမယ်လို့မေဆလီရက်က Facebook မှာရေးသားခဲ့ပါတယ်။ဒီလိုဝန်ထမ်းစရာကောင်းတဲ့ကိစ္စကိုဆက်လက်ခန်းစားနေရတဲ့ နင့်နာသူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအတွက်တာဝန်ယူမှုနဲ့ဆုံးဖြတ်ချက်တခုရရှိအောင်မလေးရှားကခိုင်ခိုင်မာမာဆက်လက်လှုပ်ဆောင်သွားမှာပါလို့အန်ဝါကပြောပါတယ်။အစည်းအဝေးအတွင်းပူတင်ကနယ်သာလန်နိုင်ငံသား196ဦး၊မလေးရှားနိုင်ငံသား53ဦးနဲ့ဩစတြေးလျနိုင်ငံသား38ဦးအပေါင်းဝင်တည်ဆုံခဲ့သူတွေရဲ့မိသားစုဝင်တွေကိုထတ်တူဝန်ထဲကြောင်ဖော်ပြခဲ့တယ်လို့အန်ဝါကပြောပါတယ်။ ICAO ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးကျွန်တော်ရည်ညွှန်းပြောဆိုခဲ့ပါရယ်ပူတင်ကလည်းဒီအကြောင်းအရာကိုအစကနေပြီးတုံ့ပြန်ခဲ့ပါရယ် လွတ်လပ်ပြီးစိစက်တေးကြောင့်မရှိတဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့သူကတောင်းဆိုခဲ့ပါတယ်လို့အန်ဝါကပြောပါတယ်။ကျွန်တော်အတည်ပြုနိုင်တာကတော့ပူတင်ဟာလေးလာတွေးရှိချက်ကိုမှတ်မှန်ဘူးလို့ပြောပြီးအဲ့ဒီလေးလာတွေးရှိချက်နဲ့ပူပေါင်းဆောင်ရွက်ဖို့ဆန္ဒမရှိဘူးဆိုတာပါပဲ။ဒါပေမဲ့လွတ်လပ်မှုမရှိဘူးလို့သူယူဆထားတဲ့အဖွဲ့တွေဒါမှမဟုတ်ရုရှားအစိုးရကယူဆထားတဲ့အဖွဲ့တွေနဲ့သူဟာပူပေါင်းဆောင်ရွက်နိုင်မှာမဟုတ်ပါဘူးလို့အန်ဝါကပြောပါတယ်။အန်ဝါဟာနှစ်နိုင်ငံဆက်ဆံရေးတွေတိုးမြှင့်ဖို့အတွက်ရုရှားကိုသုံးရကြခီးစဉ်အဖြစ်တွားရောက်ခဲ့တာဖြစ်ပါတယ်။